ီတွင်စစ်ရက်ဖို့အလံဖြူထောင်ကြားဆိုတဲ့လှုပ်ရှားမှုဟာစစ်ပွဲကိုလုံးဝရပ်တန့်စေတဲ့တင်ကြတာတစ်ခုဖြစ်သလိုဒီဇင်ဘာလထဲမှာကိုယ့်ရဲ့အိမ်ကားစတဲ့နေရာတွေမှာပိတ်အဖြူအောင်တွေတက်ဆင်ပြီးပြည်တွင်းစစ်ကိုရပ်တန့်လို့ကြောင်းဆန္ဒပြုတဲ့တင်ကြတာတစ်ခုဖြစ်ပါတယ်။ပြည်တွင်းစစ်ချက်ချင်းရပ်ဖို့ပြောဆိုနေတာကလည်းမွေးတည်နေတဲ့မြန်မာနိုင်ငံကိုမြင်နေရတာကြောင့်ဖြစ်ပြီးပြည်တွင်းစစ်ဖြစ်နေသမျှနိုင်ငံကတိုးတက်မှာမဟုတ်ပဲပြည်သူတွေရဲ့အကျိုးစီးပွားတွေတမင်းနဲ့၄တောင်အထိကဲမခံလို့တော့မဟုတ် ပြည်တွင်းစစ်ကိုအခုဖြတ်ချင်းရက်ဖို့ပြောလာသူကကိုမြတ်ကျော်ပါအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖက်စလုံးကနိုင်ငံတော်ရဲ့အနာဂတ်ကိုငေးညာတဲ့အနေနဲ့ပြည်တွင်းစစ်ကိုရက်ပေးနိုင်ဖို့ပြည်သူတွေအားလုံးကိုလည်းပြည်တွင်းစစ်ရက်တံရေးလှုပ်ရှားမှုမှာပါဝင်လာဖို့လိုတဲ့အကြောင်းသူကပြောပါတယ် နေ့စဉ်စောင်းဝင်နေရရှင်သန်ဖို့အတွက်သူတို့ရှစ်ကိုရက်ချင်တယ်သူတို့ဥပဒေစိုးမိုးချင်တယ်သူတို့အစိုးရကောင်းလို့ချင်တယ်သူတို့ယုံကြည်လေးစားတဲ့တပ်မတော်လို့ချင်တယ်ဒါပေမဲ့သူတို့မှထုတ်ပြောနိုင်ဖို့အစာရုံမတွန်းလှန်နိုင်ဘူးဗျာအဲ့ဒီတော့လူလူအလုံးပါဝင်နိုင်တဲ့လှုပ်ရှားမှုတစ်ခုကိုကျွန်တော်စဉ်းစားပါတယ်ဒါရီယာမာတင်လူသာကင်းတို့ဂန်နီတို့ဂျပန်မှာဟိုတလောကလှုပ်သွားတယ်ဟဲ့လား ဟိုကော်မလေးတယောက်ကိုလှုပ်ရှင်အားဖိနေတယ်ဝန်းနေတဲ့အထိတ်မနဲ့အဝိနဲ့လေးတွေပတ်တယ်ဆောင်းသွားတယ်ဒိုင်းပြီလို့အတန်နဲ့ silent campaign ကြီးပါတောင်းကျွန်တော်တို့အကောင့်တွေသာပေါ်နိုင်မယ်တောင်းလူလူသာပါဝင်နိုင်ဆိုရင်နောက်ထပ်နောက်ထပ်နိုင်ငံရေးလှုပ်ရှားမှုတွေမှာကျွန်တော်တို့အလန့်တစ်ချက်ပေးရပါမယ်ဘယ်သူမှလမ်းမထွက်ဆရာမလို့ပဲဒိုင်းပြီလို့ဆန္ဒပြလို့ရတယ်ငင်းချမ်းရင်းနဲ့ပတ်သက်ပြီးအခြေခံဥပဒေပုံမှန်၄မှာနိုင်ငံတော်ရဲ့အချုပ်ဖြာအာဏာဟာနိုင်ငံသားတွေထံကလာတယ်လို့ဆိုထားတာကြောင့်ပြည်သူတွေရဲ့လိုလားချက်ကိုနားထောင်ပေးပြီး ဤတွင်းစစ်ကိုအခုချက်ချင်းရက်ပေးဖို့လိုသလိုရက်နိုင်မှစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်လာမှာလို့ဆိုပါတယ်။တဖြည်းဖြည်းတောက်လောင်လာတဲ့ပြည်တွင်းစစ်ကြောင့်အေးချမ်းစွာအိတ်ဆက်ခွင့်တောင်မရတော့သလိုအထူးသဖြင့်အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုကိုထိခိုက်စေပြီးလက်နက်ကင်သူတွေကလည်းပြည်သူတွေရဲ့ဘဝကိုလှည့်ကြည့်ပေးဖို့နန်းတွေတဲအောင်ကဆိုပါတယ်။ဒီမှာကဒီကြီးကတမိမိနဲ့တောက်လာတယ်ဟိုကိုခိုင်မဲမှာဖြစ်ပြီးတော့ဒီနေ့ကြာတော့မှာပဲရှမ်းပြည်နယ်ရောက်ပါတယ် ကျွတ်ပါတယ်အဲ့လိုတပြည့်နဲ့တပြည့်ပြည့်နဲ့များများလာတဲ့အချိန်ဌာနနဲ့ဆရာမငိမ့်ချဲတော့ငိမ့်လည်းမငိမ့်ချဲတော့ဘူးပြီးတဲ့ဒီကနေ့ပြန်ပြီးတော့ခေါ်တယ်ဒီရက်စက်ကမှမလုံးချုံတော့ဘူးနော်ပြီးတော့ဟိုအဲ့ဒါကြောင့်မို့ဒီရန်ကုန်မှာလည်းဟိုနားလေးမှာလည်းလူတက်မှုဖြစ်တယ်ဟိုနောက်မှာလည်းတနက်ကထောက်ပြီးတော့အင်ဂျင်နီယာတို့များတွေတိုက်တယ်အဲ့လိုမလုံးချုံတဲ့အတွက်ကြောင့်မို့လူတွေကမငိမ့်ချဲတော့အောက်မှာနေနေပြက်စီနေကြတယ်လူတွေရဲ့ခံစားချက် သိပေးခွင့်ရတယ်မိသားစုမိသားစုလေးကိုရင်းနေကြည့်ပါပို့ချစာပြကြည့်ပေးပါပြီးတော့စပွဲဝိုင်းပေါ်မှာလာပြီးတော့ပေးချင်တဲ့ပေးချင်ကြပါလိုက်ကြည့်